အလုံးမင်္ဂလာပါဗျာကျွန်တော်ကတော့ Noble of Yeah ဒီဗီဒီယိုမှာတော့ကျွန်တော်တကယ်ချင်းတို့ကို PUBG Mobile နဲ့ပတ်သက်ပြီးအကြောင်းအရာ၄ခုကိုဖော်ပြပေးသွားမှာဖြစ်ပါတယ် Room Cup မလို့ပဲ TDM မှာ 1v1 ဘလို့ fire ရမလဲရွှေအောင်မဲဖို့နဲ့ပတ်သက်ပြီးပြောင်းလဲမှုဒီတစ်ခါထွက်ရှိထားတဲ့ RPA တာတင်းလာမဲ့ bonus pass နဲ့ပတ်သက်ပြီးမှကြီးမားတဲ့ပြောင်းလဲမှု PUBG Mobile နဲ့ AOT ရဲ့ collaboration မှာတွေ့မြင်ရမယ့် prize pack event, lucky spin event နဲ့စိတ်ဝင်စားစရာကောင်းတဲ့ feature အသစ်တခုဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကျွန်တော်ဒီဗီဒီယိုမှာဖော်ပြပေးသွားမှာဖြစ်ပါတယ်။ room ကမလို့ပဲ TDM 1B1 5ဖို့ဆိုရင်ကိုကဘသူနဲ့ fight ချင်လဲသူ့ကို invite လုပ်လိုက်ပါအဲ့ဒါပြီးတော့ profile မှာထောက်လိုက်ပါ 1B1 တွေ့မြင်ရတာမျိုးရှိပါတယ်ဒီကောင်ကိုနှိပ်လိုက်ပါတစ်ဖက် player ကလက်ခံတယ်ဆိုရင်တော့တခါတည်း TDM warehouse တဲရောက်ရှိသွားပါလိမ့်မယ်ဒီမှာ line မှာ 1B1 fight လုပ်လို့ရတာမျိုးရှိပါတယ် TDM warehouse တစ်ခုထဲမှာအလုပ်လုပ်တာဖြစ်ပါတယ် best of fight သွားတာမျိုးရှိပါတယ်ငါးပွဲမှာဘသူကပွဲအများဆုံးနိုင်လဲသူကအနိုင်ရရှိမှာဖြစ်ပါတယ်ဒီပုံစံနဲ့ room ကတွေပါတယ်မလို့ပဲね 1B1 fight လုပ်လို့ရတာမျိုးရှိပါတယ် player နှစ်ယောက်လုံးရဲ့ level က level 10နဲ့အထက်တော့ရှိရမှာဖြစ်ပါတယ် ဒါတော့ player အားလုံးကရှိမယ်ဆိုတာသိကြပါတယ်။နောက်တစ်ခုကတော့ PUBG Mobile လေးလာမယ့် premium grade ကို game ထဲမှာဘယ်နည်းမှာတွေ့မြင်ရမလဲဆိုတာပြောစရာရှိပါတယ်။ဒီလ16ရက်နေ့ချင်းတွေ့မြင်ရမှာဖြစ်ပါတယ်။သူ့မှာပါလာတဲ့ item တွေကိုပြောရမယ်ဆိုတော့အဖြူအောင်စပင်းပုံစံပေါ့ဗျာ။ဒီရ head gear ကိုရရှိမှာဖြစ်ပါတယ်။မစိုးလို့ပြောလို့ရပါတယ်။ outfit နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီအနှံ့ရောင် outfit တွေ့မြင်ရတာမျိုးရှိပါတယ်။အဓိက upgrade skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့အစပိုင်းမှာတော့ပေါ့ဗျာ။ဒီရ jack ekm skin ကိုတွေ့မြင်ရမယ်ဆိုရင် leak တွေထွက်ရှိခဲ့တာမျိုးရှိပါတယ်။တိုင်းမဲ့ PUBG Mobile ဘက်ကနေဒီရ skin ကိုပြောင်းရင်မှ code breaker ekm skin ကိုထည့်ပေးလိုက်တာမျိုးရှိ ှိပါတယ်ဒီစကင်တကင်ချင်းတို့စီမှာရှိပြီးသားလားမရှိဘူးလားရှိပြီးသားတကင်ချင်းတွေအနေနဲ့ဒီက material 3ချောင်းယူမလားမရှိသေးတဲ့တကင်ချင်းတွေအနေနဲ့ရောဒီက AKM skin ကိုဖောက်ဖို့ရှိလားမရှိဘူးလားဒါနဲ့ပတ်သက်ပြီးမှ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ PUBG Mobile လက်ရှိ RPE 13ရဲ့လာမယ့် bonus pass မှာကြီးမယ်ဆိုရင်ပြောင်းလဲမှုတွေ့မြင်ရမှာဖြစ်ပါတယ်ပုံမှန် bonus pass ကိုကြီးရမယ်ဆိုရင် level 1ကနေ level 130ထိသွားတာမျိုးရှိပါတယ်အဓိက upgrade skin တွေကိုပြောရအောင်မယ်ဆိုတော့ level 30နဲ့ level 60မှာတွေ့မြင်ရတာမျိုးရှိပါတယ်ဒီတစ်ခါကျတော့ Ether 13ရဲ့ bonus pass ကိုကြီးရမယ်ဆိုရင် level 130ထိ ိရှိမှာမဟုတ်ပါဘူး level 1ကနေ level 60အထိပဲရှိမှာဖြစ်ပါတယ်ဒါဆိုချောပြောစရာရှိတာ level 60နဲ့ level 130အထိရရှိတဲ့ reward တွေမတွေ့မြင်ရတော့ဘူးလားဆိုတာပြောစရာရှိပါတယ် reward တွေတော့ရရှိမှာဖြစ်ပါတယ်ဒါပေမဲ့ပုံစံအသင့်နဲ့ရရှိမှာဖြစ်ပါတယ်အပေါ်နားမှာကြည့်မယ်ဆိုရင် level 0 by 100ဆိုရင်မှဖော်ပြပေးထားတာမျိုးရှိပါတယ်တရားပြည့်သွားတယ်ဆိုရင် level 1တက်မှာဖြစ်ပါတယ်ဒါပေမဲ့ level ကတော့60အထိပဲရှိမှာဖြစ်ပါတယ်ညာဘက်မှာကြည့်မယ်ဆိုရင် great ပုံစံအသစ်တစ်ခုတွေ့မြင်ရတာမျိုးရှိပါတယ်ဒီရဲ့ point တရားပြည့်တိုင်းပုံတစ်ပုံစီရရှိမှာဖြစ်ပါတယ်ဒီရဲ့ပုံလေးကနေကြည့်မယ်ဆိုရင်တော့သူကြိုက်တဲ့ item များရှိနေတာဖြစ်ပါတယ် ီထဲမှာကြည့်ရမယ်ဆိုရင် paint လို့ material လို့ mini material လို့ ag လို့တွေးမိရတာမျိုးရှိပါတယ် material ရရှိဖို့ဆိုရင်တော့အခွင့်အလမ်းတော်တော်လေးကိုနေတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူ့ကိုရရှိမဲ့ပေါ့ဗျာရာဂိုင်းတော့တော်တော်လေးကိုနေတာမျိုးရှိပါတယ် ag ကတော့အများဆုံးပဲဖြစ်ပါတယ်ဒီလိုပုံစံပုံးနေရရှိမှတကယ်ကျပုံးနေဖောက်သွားရမှာဖြစ်ပါတယ်ကန်ကောင်းနေဆိုရင်တော့ကန်ကောင်းတဲ့ like reward တွေရရှိမှာဖြစ်ပါတယ်အရင်ထွက်ရှိခဲ့တဲ့ bonus pass တွေမှာကြည့်ရမယ်ဆိုရင် level 80မှာ outfit အယောင်ပြောင်းလို့ရတဲ့ item တွေးမိရတာမျိုးရှိပါတယ်ဒါပေမဲ့ဒီမှာ level 80အထိမရှိတော့ဘူးဆိုရင်အကောင်မရရှိတော့ဘူးလားဆိုတာမီးစရာရှိပါတယ်ရရှိမှာဖြစ်ပါတယ်ဒီက create out မှာကြည့်မယ်ဆိုရင် point ထောင်ဆိုရင်မှဖွပြပေးထားမျိုးရှိပါတယ် level 60ပြီးတကယ်ကျွန်တော် point 2000လုံးလိုက်တယ်ဆိုရင်တော့ဒီကောင်ကရရှိမှာဖြစ်ပါတယ် point 2000ကလည်း level 20ပဲဖြစ်ပါတယ်60အပေါင်း20ဆိုတော့ပေါ်ရ level 80နဲ့သဘောတရားတူတူပဲဖြစ်ပါတယ် ီလိုပုံစံ bonus pass နဲ့ပတ်သက်ပြီးပြောင်းလဲမှုတွေ့မြင်ရတာမျိုးရှိပါတယ်ဒီပြောင်းလဲမှုနဲ့ပတ်သက်ပြီးမှတကယ်ကျွန်တော်တို့ဘယ်လိုမြင်လဲ comment မှာမျှော်ဝေပေးသွားလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ PUBG မှာလည်း attack on titan ရဲ့ DS skin တွေကိုဘယ်တော့တွေ့မြင်ရမလဲဆိုတာ amazing ရှိပါတယ်အဓိကအပြင်တော့ price pass တို့ lucky spin တို့ပေါ့ဗျာဒီလ30ရက်နေကျရင်တွေ့မြင်ရမှာဖြစ်ပါတယ် price pass နဲ့ lucky spin ဆိုရင်မှ2မျိုးလာမှာဖြစ်ပါတယ် lucky spin နဲ့မှကြည့်ရမယ်ဆိုတော့ AOT ရဲ့ character တွေတွေ့မြင်ရတာမျိုးရှိပါတယ်နောက်တစ်ခုက upgrade darcia skin ကိုတွေ့မြင်ရတာမျိုးရှိပါတယ် M416 skin ကိုလည်းတွေ့မြင်ရတာမျိုးရှိပါတယ်ဒါပေမဲ့ဒီကောင် upgrade skin မဟုတ်ပါဘူးဗျာ yoyo skin skin ပဲဖြစ်ပါတယ် companion တို့ emoto တွေ့မြင်ရတာမျိုးရှိပါတယ်နောက်တစ်ခု poster တွေမှာကြည့်ရမယ်ဆိုတော့ဒီ upgrade mili ကို point skin တွေပါတွေ့မြင်ရတာမျိုးရှိပါတယ် mini material တွေပါတွေ့မြင်ရတာမျိုးရှိပါတယ် price pack ထဲမှာကြည့်မယ်ဆိုရင် AOT ရဲ့ character skin တွေတွေ့မြင်ရမှာဖြစ်ပါတယ်ဒီရဲ့ dacia skin ကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်တခြားဘလိုပုံစံ item တွေတွေ့မြင်ရမလဲဒါတော့ရက်နေနေနီးကပ်လာပြီဆိုရင်သိရမှာဖြစ်ပါတယ်ဒီတစ်ခါ price pack မှာကြည့်ရမယ်ဆိုရင်စိတ်ဝင်စားစရာကောင်းတဲ့ feature တစ်ခုတွေ့မြင်ရမှာဖြစ်ပါတယ်အဲ့ဒါတော့ဗာလဲဆိုတော့တကယ်ကျွန်တော်စီမံဒီရဲ့ AOT character ရှိတယ်ဆိုရင်ကိုယ့်ရဲ့ character ကို enemy character အဖြစ်ပြောင်းလို့ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒါ ါမဲ့တငယ်ချင်းတို့ဒီကောင်ကိုပွဲထဲမှာတော့အသုံးပြုလို့ရမှာမဟုတ်ပါဘူး။လော်ဘီမှာအသုံးပြုလို့ရမှာဖြစ်ပါတယ်။ AOT ချစ်သူတွေအတွက်တော့ဒီကောင်ကလုံးဝ share ပဲဖြစ်ပါတယ်။ Okay ဒါဆိုတငယ်ချင်းအားလုံးအနေနဲ့ကျွန်တော်ခုဖော်ပြပေးလိုက်တဲ့ PUBG Mobile နဲ့ပတ်သက်ပြီးအကြောင်းအရာ၄ခုကိုကောင်းကောင်းနားလည်သဘောပေါက်သွားရလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ။ဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာ။တငယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာ။အခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တငယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။